စစ်ကောင်စီပြုလုပ်တဲ့ရွေးကောက်ပွဲကိုဆန့်ကျင်ဖို့တအားပြီကောင်စီကပြောကြားလိုက်ပါတယ်တော်လိုင်းအင်အားစုတွေအနေနဲ့ပြည်သူလူထုနဲ့အတူစစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲကိုစန့်ကျင်ကြဖို့နဲ့စစ်ကောင်စီအပြင်အာဏာရှင်မန္တမကြာဆုံးတဲ့အထိစူပေါင်းအားနဲ့တော်လန်ကြဖို့တန်အပီကောင်စီ TLC ကထုတ်ပြန်လိုက်ပါတယ်။ဒီနှစ်ဒီဇင်ဘာလ9ရက်နေ့မှာကြောက်တဲ့2939နှစ်ပြည့်တအန်းနှစ်တက်ကူနေကြိုးစုံပြုလာမှအခုလိုထည့်သွင်းရေးသားထားတာပါ။ ဲ့ဒီထုတ်ပြန်ချက်ထဲမှာတော့ပြည်သူလူထုအနေနဲ့2021ခုနှစ်အာဏာသိမ်းပြီးချိန်ကစပြီးစစ်ကောင်စီရဲ့ကြီးရွာတွေပေါ်လူကြောင်းကနေဖုံးကျတာမိရှုဖြက်စီးတာမတရားဖမ်းဆီးတပ်ဖြတ်တာအပြင်တဘာဝဘေးစစ်ဘေးကိုခန်းစားနေရတယ်လို့ဖော်ပြထားပါတယ် ဒီနေ့ကြောက်တဲ့တအားနှစ်တက်ကိုကလည်းစားပြီးပြည်သူလူထုအနေနဲ့တဘာဝဘေးစစ်ဘေးကနေကေဝင်ပြီးပြည်နယ်အကောင်ရေးကနေပြည်တော်စုအကောင်ရေးကိုဥတည်တဲ့အနာဂတ်ဖက်ဒရယ်ပြည်တော်စုပေါ်ပေါ်ရဲ့အတွက်ကြိုးပမ်းအားထုတ်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းထားပါသေးတယ်။ဒါအပြင်တန်းလူမျိုးတို့ရဲ့မျှော်မှန်းချက်ဖြစ်တဲ့ကိုဝမ်ပြတ်ထန်းခွင့်ရရှိရေးနဲ့တန်းပြည်တည်ဆောက်နိုင်ရေးအတွက်ကြိုးပမ်းအားထုတ်နိုင်မှုကိုလည်း DLC ကဆူတောင်းပေးထားပါတယ်။တန်းပြည်ကောင်စီ DLC ကိုတန်းနိုင်ငံရေးတိုင်းမခံကော်မတီ TPPC ကနေ2025ခုနှစ်ဇွန်လ9ရက်နေ့မှာပြောင်းလဲဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ လရှိတန်းပြီဒေါ်လာရင်းကလာအစိုးရစီမံမှတန်းပြီကောင်းစီ DSC ကအမြင့်ဆုံးအာဏာပိုင်ဖွဲ့စည်းလိုက်ဖြစ်ပါတယ်လရှိ DSC ဥက္ကဋ္ဌပြစ်တောင်းဝယ်ယူထားသူကတော့ PSLF DNL ရဲ့ဥက္ကဋ္ဌဘိုးကျော်ကြီးတိုင်ဖုန်ပဲဖြစ်ပါတယ်